မြန်မာငလျင်ပေကုတ်အဖွဲ့ဝင်၄နိုင်ငံဒေါ်လာသန်း20ကျော်လှူဒန်းပြီမြန်မာငလျင်ပေအတွက်ကုတ်အဖွဲ့၄နိုင်ငံဖြစ်တဲ့အမေရိကန်ဂျပန်ဩစတြေးလျနဲ့အိန္ဒိယတို့ကလူသားချင်းစာနာထောက်ထားမှုအကူအညီဒေါ်လာသန်း20ကျော်လှူဒန်းမယ်လို့ကြေညာလိုက်ကြောင်း The statement တွင်မှာဖော်ပြထားပါတယ်မလ28ရက်နေ့ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ပေအိန္ဒိယဂျပန်ဩစတြေးလျနဲ့ အမေရိကန်တို့ကပူးတွေထုတ်ပြန်ချက်မှာမြန်မာနဲ့ထိုင်းပြည်သူတွေအပေါ်အလေးနဲ့ထန်တနာဆိုင်တဲ့ဝန်ထဲချောင်းဖော်ပြခဲ့ပါတယ်။ကုတ်အဖွဲ့အနေနဲ့မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုဆိုင်ရာရည်ရွယ်ချက်အမျိုးမျိုးနဲ့ထောက်ပံ့မှုတွေကိုပေးအပ်သွားမှာဖြစ်ပြီးအာဆီယံအပါအဝင်ဒေသအတွင်းနိုင်ငံတွေနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံအတွက်လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့တဘာဝဘေးအန္တရာယ်ကိစ္စရေးလုပ်ငန်းတွေ ကတိကဝတ်တွေနဲ့မြန်မာငလင်ပစ္စည်းဆုံးရှုံးမှုတွေအတွက်တန်နိုင်သလားပါဖို့ကူညီပေးသွားမှာဖြစ်ကြောင်းအိန္ဒိယနိုင်ငံသားရေဝန်ကြီးကပြောကြားထားပါတယ်။ဒါပြင်ဂျပန်နိုင်ငံကလည်းမြန်မာနိုင်ငံငလင်ကယ်ဆယ်ရေးအတွက်နောက်ထပ်ဒေါ်လာ6သန်းအရေးပေါ်အကူအညီတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေကနေသစိပ်ပေးအပ်ဖို့အသေးစိတ်ကြောင်းထောက်ဖော်ပြောဆိုထားပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။